ပြည်သူများအားလုံးမင်္ဂလာပါခင်ဗျအခုဆိုရင်ဒီနေ့မှာကျွန်တော်ပြပတ်တင်တဲ့အကြောင်းအရာလေးကတော့ Rotten နဲ့ Takeru နောက်တစ်ချိန်ပြန်ထိုးတဲ့ပွဲဖြစ်လာလိမ့်မလားဆိုတဲ့အကြောင်းလေးပြောပြပေးတင်ပါခင်ဗျ One Year Zero Shatri ကိုယ်တိုင်ကလည်းအဲ့ပွဲကိုပြန်တယ်ပြခြင်းစိတ်ရှိနေတယ်လို့ကျွန်တော်သိရှိရတယ်ရှေ့မှာကျွန်တော်ကောင်းထော်ရာနီနဲ့နောင်အိုရရဲ့ပွဲပေါ့လေအဲ့ပွဲကိုပြန်ကြည့်ရင်ပထမတစ်ချိန်ထိုးခဲ့တော့ကောင်းထော်ရာနီနိုင်တယ်နိုင်တဲ့အချိန်မှာ ဒီပွဲမှာဒိုင်နေရဲ့ဆုံးဖြတ်ချက်ကမှားတယ်လို့ပဲဒိုင်နေအနေနဲ့ဆုံးဖြတ်တာမှာလိုအပ်ချက်တွေရှိခဲ့တယ်ထင်တယ်ဆိုပြီးတော့ရှက်ထရီယာပြောတယ်ပြီးတော့နောက်တစ်ချိန်ပွဲပြန်တယ်ပြီးတယ်အဲ့ပွဲမှာကျတော့နောင်ဦးပြန်နိုင်သွားတယ်ပေါ့လေတကယ်ပဲတာခရုနဲ့ရော့ထန်ပွဲကရောချက်ထရီပြန်တယ်ပြီးကျင်သလားဆိုတော့စိတ်ဝင်စားစရာကောင်းလာပြီဘာကြောင့်လဲဆိုတော့ချက်ထရီပွဲတယ်ပြီးရင်ဒီပွဲရတယ်နောင်ဦးနဲ့ကောင်းထရာနီပွဲလို့ပြန်ပြီးတော့ပွဲဖြစ်လာနိုင်တယ်ရှေ့ရပွဲမှာ ဒီဂျပန်ပရိုမိုးရှင်းလုပ်တဲ့အခါ1172ရဲ့ခေါင်းပွဲစဉ်ဖြစ်ရော့ထန်နဲ့ထာကီရုပွဲစဉ်ကိုပွဲတယ်ပေးခဲ့တယ်။ပွဲတယ်ပြီးတော့တစ်ဖက်ကရှထရီကမျောလင်းထားတာကတော့သူကဈေးကွက်ပရိုမိုးရှင်းလုပ်ဖို့ထာကီရုကိုနိုင်စေချင်တယ်ပေါ့လေ။ဒါပေမဲ့တစ်ဖက်မှာအကြောလဲသူ့ရဲ့မွေးစားသားရော့ထန်ဖြစ်နေတယ်။ရော့ထန်နိုင်ရင်လေသူ့တကတော့အမျက်ထွက်ပြီးသားပေါ့။အဲ့လိုအနေထားနဲ့ပွဲကိုတယ်လိုက်တယ်။တကယ်ကစားတဲ့အချိန်မှာရော့ထန်ကပထမပွဲကြီးမှရင်တစ်ဖက်ကထာကီရုကိုအလဲထိုးပြီးတော့အမောက်သိမ့်လိုက်တယ်။ ဒါပေမဲ့အိတ်ပွဲကလည်းပြောမယ်ကြရင်တော့ထာခိရုပြန်ထားတဲ့အချိန်အဲ့တုံဆိုင်မှုအာညာတွေကဘေးကနေအကြံပေးမှုတွေကြောင်းလို့သိရတယ်သူ့အနေနဲ့ဆက်ပြီးထိုးနိုင်သေးတယ်ပေါ့ဒါပေမဲ့သူထတာနောက်ကြတယ်အမတ်စင်ကြီးတွေ့တာပြေးသွားတဲ့အတွက်ပြန်ပွဲစည်းမျဉ်းရထာခိရုကရှုံးပေးလိုက်ရသလိုဖြစ်သွားခဲ့တယ်ထာခိရုကအဲ့ပွဲစဉ်ပြီးသွားတဲ့အချိန်မှာထိုးကြီးအရာတော့ရော့ထန်ထက်နှစ်ဆပိုရခဲ့တယ်ရော့ထန်ကတော့ထာခိရုထက်နည်းတယ် တရင်ထွက်ပေါ်မှုတွေအရဆိုရင်တော့ဘတ်55တန်းလောက်ရတယ်လို့သိရှိရတယ်ဗျပွဲပြီးမှ bonus လဲထပ်ရခဲ့တယ်ပေါ့လေ fight of the night လဲအဲ့ပွဲစဉ်ကဖြစ်ခဲ့တာကို rotan တွေကအဲ့ပွဲစဉ်ကနေအကျိုးမြတ်အများကြီးရသွားခဲ့တယ် takeru ကတော့မကြသေးငါမီဒီယာနဲ့တွေ့တဲ့အချိန်မှာစကားတကုံးထုတ်ပေါ်ပြောကြခဲ့တယ်အဲ့ဒါကတော့သူကအခွင့်ရမယ်ဆိုရင် rotan နဲ့ပြန်အထိုးကျင်ဆုံးပဲသူ့အနေနဲ့ပထမပွဲစဉ်မှာအမားရွင့်နေရှိခဲ့တယ်လိုအပ်ချက်တွေရှိခဲ့တယ်ဆိုတော့ကိုမငင်းမှုလက်ခံတယ် ါ့ဒါပေမဲ့ပြန်ထိုးခွင့်ရရင်ရော့ထန်ကိုဒီချိန်မှာသူနိုင်အောင်ထိုးပြနိုင်တယ်ဆိုတာမျိုးထာကေရုကပြောသွားခဲ့တယ်ဗျထာကေရုအတွက်ကလည်းဝမ်းမှာ last chance ဆိုတာမျိုးဖြစ်နေပြီထာကေရုကရှေ့မှာဒါ super luck နဲ့ထိုးခဲ့တယ်အဲ့ဘွဲရှုံးတယ်ရှုံးတော့သူနောက်တစ်ဘွဲရောက်တော့တန့်စင်နဲ့ထိုးတယ်နိုင်တယ်နိုင်ပြီးရနောက်မှာအခုရော့ထန်နဲ့လာတွေ့တယ်တွေ့တဲ့အချိန်မှာရှုံးတယ်ပေါ့အဲ့တော့ထိုင်းရဲ့ super star နှစ်ယောက်ကိုသူအေးနေလိုက်ရတယ် ဝမ်ဘက်ကိုပြန်ကြည့်တော့လဲရှက်ထရီတို့ကတာခီရူကိုဂျပန်ဈေးကွက်တော့ပုံရိပ်အရာသူကဆွဲတင်လာတာရှိတယ်။အခုလိုသာရှုံးပွဲတွေဇက်တိုက်ကြုံတာမျိုးဖြစ်နေမယ်ဆိုရင်တော့ထိုးကြီးလဲမြင်ရမှာပေးဖို့မရှိတော့ဘူး။ရှေ့လာမဲ့တပွဲကတာခီရူအတွက်အဆုံးပြတ်စွာမဖြစ်နိုင်နဲ့ဗျ။ဒီပွဲမှာတော့ဝမ်ဟာတာခီရူကိုတကယ်အဆင့်မြင့်ဖိုက်တာတယောက်နဲ့ပေးတွေ့မှာတော့သိကြတယ်။ဒီတော့ရော့ထန်နဲ့မကြည်ပွဲသာပြန်တယ်ပေးလိုက်ရင်တော့ပြည်သက်စိတ်ဝင်စားမှုလည်းမြင့်တက်မယ်ဈေးကွက်ရလည်း အမျက်စွန်းတွေအများကြီးထွက်ပေါ်ဖို့ရှိနေတယ်။တခေရုကအဲ့ပွဲမှာသာတကယ်ထိုးခွင့်ရလို့ရော့ထန်ကိုထတ်ရှုံးရင်တော့သွားပြီသူ့တပြီးပြီလို့တော့ပြောလို့ရတယ်ဗျ။သူ့ကိုဝက်တယ်ပြီးကောင်းပေးလိမ့်မယ်။1 final လို့ဘာလို့မှဒါပေမဲ့အနိုင်မိုင်းဖိုင်တာရင်းနဲ့ဖြစ်သွားမယ်။အခုလိုနာမည်ကြီးတဲ့ပွဲတွေပုံရိပ်မြင့်တဲ့စင်မဲ့ပွဲတွေပေးထိုးတာမျိုးမလုပ်တော့တော့ဘူး။ဒါကိုတခေရုကိုယ်တိုင်ကလည်းသိနေတယ်။သိနေတဲ့အတွက်သူကရော့ထန်နဲ့ပွဲပြန်တယ်ပေးဖို့ဒီခွင့်တောင်းနေတာဖြစ်တော့တယ်လို့ကျွန်တော်စမိတယ် ဝမ်ဟာတာခဲရူကိုအခွင့်အရေးတွေအများကြီးပေးခဲ့တယ်ဗျ။သူကကစ်ဘောက်ဆင်ကစားသမားဖြစ်တယ်။တကယ်ဆိုရင်ရော့ထန်တို့တန့်စင်တို့စူပါလက်တို့ကမွေထိုင်းနဲ့ထိုးနိုင်တယ်။ဒါပေမဲ့တာခဲရူနဲ့ထိုးတိုင်းမှာဝမ်ကမလုပ်ပေးလဲဆိုတော့တာခဲရူအားသာတဲ့ကစ်ဘောက်ဆင်ကိုရွက်ထိုးခိုင်းခဲ့တယ်။ဒါပေမဲ့အဲ့မှာသူဒီထိုင်းရဲ့စူပါစတားနှစ်ယောက်ကိုရှုံးတယ်။တန့်စင်ကိုတော့ဒါထိုးကျူးတဲ့ပွဲလိုပဲပြောပါတော့အဲ့ပွဲမှာနိုင်သွားခဲ့တယ်။ဒီလောက်ပဲရှိတယ်ဗျ။အဲကျွန်တော်ကတော့တကယ်ပြောရမယ်ဆိုရင် ဒီရော့ထန်နဲ့ထာခဲရုပွဲကိုနောက်တစ်ကြိမ်ပြန်ကြည့်ချင်မိတယ်ထာခဲရုလည်းတကယ်ထိုးကျင်သေးတယ်ဆိုတော့ဒီပွဲမှာထာခဲရုဘယ်လောက်အစွမ်းပြနိုင်မလဲဆိုတော့ကျွန်တော်မြင်ချင်တယ်ရော့ထန်ကကြီးပဲသူ့ကိုနှစ်ကြိမ်ဆက်နိုင်တယ်ဆိုရင်တော့ထာခဲရုကအဲ့လောက်ထိဘောင်းဝင်မအောင်လို့ကျွန်တော်ပြောလို့ရတဲ့အနေအထားကိုရောက်သွားလိမ့်မယ်ဗျ။ဘာဖြစ်ဒီပွဲစဉ်ကတကယ်ပွဲဖြစ်လာမလားဆိုတာကိုကျွန်တော်စောင့်ကြည့်နေကြကောင်းနေတယ်။ One SC ကိုရှက်ထရီရလဲထာခဲရုကိုနောက်တစ်ပွဲပွဲကြီးပွဲကောင်းတဲ့ပေးဖို့ဆန္ဒရှိနေတယ်။ ရော့ထန်ကတော့သတင်းတွေအမျိုးမျိုးထွက်နေတယ်ပေါ့လေသူအနေနဲ့ဒါချန်ပီယံရွှေကပတ်စင်ကိုပွဲကောင်းထရာနီနဲ့ပြန်ထိုးမယ်လို့လို့နာဗီနဲ့ပွဲတည်ပေးမယ်လို့လို့အဲ့လိုပေါ့သတင်းစကားတွေအများကြီးထွက်နေသူရဲ့တကယ်ချင်းကောင်းစူပါလက်နဲ့ပဲစိတ်မကြေဘဲဖြစ်လာမလို့လို့ဟက်ဂါဒီနဲ့ပဲပွဲဖြစ်မလို့အတန်တွေထွက်နေမဲ့ဘာမှအတိအကျမသိကြသေးပါဘူးအဲ့တော့ရော့ထန်ရဲ့ပြန်ပတ်ဟာဘာလို့ဖြစ်လာလိမ့်မလဲတာခေရူကတော့သူမျောလင့်တယ်လို့ရော့ထန်ကသာထိုးခွင့်ရရင်အပျော်ကြီးပျော်မိမှာပါလို့ပြောထားဖြစ်တဲ့အတွက် ဒါကယ်ရီရဲ့စကူအိမ်မက်ပုံပေါ်ပါစေလို့ဒီနေ့ကနေသုတောင်းပေးလိုက်ပါတယ်။ရော့ထန်အနေနဲ့ကလည်းဒါကယ်ဦးနဲ့ပြန်ထိုးရမယ်ဆိုရင်သူ့အနေနဲ့ဂျေနဲ့နဲ့လက်ခံလိမ့်မယ်လို့ယူဆမိပါတယ်ဗျ။အဲ့တော့ပြိတ္တတွေရောဒါကယ်ဦးနဲ့ရော့ထန်စိတ်မကြေပွဲကိုမျှော်လင့်မိသလားဆိုတာဝင်ရောက်ဆွေးနွေးပေးစေချင်ပါတယ်။ဒီရှုအပြည့်ပြိတ္တအားလုံးကိုအထူးအကျေးဇူးတင်ရှိပါတယ်ခင်ဗျ။